င်သိပါသလားအိမ်တော်ရှိမျိုးသမီး6ယောက်မှာတယောက်ကအမြဲအနှိပ်စက်ခံနေရပါတယ်အဲ့ဒီထဲမှာတင်ပါလားဒါမှမဟုတ်တင်းရဲ့မိတ်ဆွေတွေရောပါပါသလားအခု TV ရိုးထဲမှာ domestic violence case တွေဖြစ်ပြီဆိုရင်ဘာတွေလုပ်လို့ရလဲအိမ်တွင်းစက်ဖက်ခံရသူတွေကိုဘယ်လိုကူညီလို့ရလဲကိုကိုတိုင်းရောဘယ်လိုမျိုးရုံထွက်လို့ရလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်အခုတလောတင်ပတ်ဝင်ခြင်းနဲ့ social media platform တွေမှာအိမ်တွင်းစက်ဖက်မှုတွေကခက်ဆစ်စိတ်ဖြစ်လာတာကိုတွေ့ကြရမှာပါ အိမ်တွင်းကြက်ဖတ်မှုဆိုတာမိသားစုဒါမှမဟုတ်အိမ်နောက်ဘက်တွေကြမှာဖြစ်တတ်တဲ့အကျန်းဖတ်မှုတမျိုးပါဒီဖြစ်ရတွေမှာရုပ်ပိုင်းဆိုင်ရာထိခိုက်နာကျင်အောင်လုပ်တာတင်မကပဲစိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်တာစိတ်ခံစားချက်ကိုထိခိုက်အောင်လုပ်တာလိမ်ပိုင်းဆိုင်ရာအကျန်းဖတ်တာငွေကြေးထိန်းချုပ်တာစတာတွေပါဝင်ပါတယ်ဒီဖြစ်ရဟာလူတစ်ပတ်သားကိုထိန်းချုပ်ပြီးအာဏာပြကျင်တဲ့ဆန္ဒကနေဖြစ်ပေါ်လာတာများပါတယ်ပုံမှန်အားဖြင့်ဒီဖြစ်ရတွေကအိမ်နောက်ရှင်ယောက်ျားနဲ့မိန်းမကြမှာပို့ဖြစ်များပါတယ် ယောက်ျားကအချားမိမတယောက်နဲ့ဖောက်ပြန်တာကိုအင်ကမိမတိသွားလို့ယောက်ျားကိုပြဿနာရှာရကနေစတာပါအဲ့ဒီခါမှာယောက်ျားပြုတ်သူကအမားကိုဝန်မခံပဲသူ့ကိုဆွဆွဲရကောင်းမလားဆိုပြီးမိမကိုကိုတိလက်ရောက်ရိုက်နှက်တာမျိုးပါနောက်တစ်မျိုးကအချစ်ကြီးလို့အမျက်ကြီးရလို့ဆိုရမလားယောက်ျားကမိမပြုတ်သူကိုတဝန်တော်လွန်တာစိတ်မချတာအနေအင်းတွင်ကြမ်းမမှုဖြစ်တာပါ Oh is your lipstick so red? Who are you trying to seduce? Ah! Don't be မိမဖြစ်သူဒီလူနဲ့တဝန်တိုးဟိုလူနဲ့စိတ်မချဖြစ်ုံမကအိမ်ထဲကအိမ်ပြင်မထွက်ခိုင်းတာဘသူနဲ့မှမတွေ့ခိုင်းတာမျိုးလုပ်တတ်ကြပါတယ်ဒါကိုစန့်ကျင်ပြီးမိမဖြစ်သူကမတော်တဆအပြင်ထွက်ရင်စူပူချိန်မှောက်ပြီးတိုင်းနှက်တာမျိုးလုပ်တတ်ကြတာပါဒါအပြင်ယောက်ျားကအရက်တောက်တဲ့အခါသွေးဆိုးတတ်တာမို့အရက်မူလာတိုင်းမိမကိုရောတားသမီးကိုပါကိုတိလက်ရောက်ကျူးလွန်နှိပ်စက်တတ်ကြတဲ့ domestic violence case တွေကလည်းအများပြားပါပဲဒီအိမ်တွင်းကြက်ဖက်မှုတွေကအိမ်နောက်ရှင်အမျိုးသမီးတွေတွင်ကြုံတွေ့ရတာမဟုတ်ပါဘူး ိမ်နောက်ရှင်တွေအပြင်မိသားစုဝင်တွေနဲ့ချစ်သူရင်းသားတွေကြောင့်မှလည်းဖြစ်တတ်ပါတယ်။မိသားစုတွေကမိသားစုဝင်ကြောင်ဟာ LGBT+ ဖြစ်နေတဲ့အခါမျိုးမှာသူရဲ့ဖြစ်တည်မှုကိုလက်မခံပေးနိုင်ပဲညွန်စရာတတော်တကောင်လိုဆက်ဆံပြီးပုံမှန်ယောက်ျားတယောက်မိန်းမတယောက်ဖြစ်အောင်ဆိုပြီးရိုင်းနှက်ဆုံးမတတ်ကြတာပါ။အကြောင်းရင်းကတော့အကြံဖတ်မှုကိုကျူးလွန်သူတွေဟာဒေါသကိုမထိန်းနိုင်တာကိုကိုကိုယုံကြည်မှုနှဲပါတာတွေကြောင့်ပါ။နောက်ထပ်အနေနဲ့အိမ်နောက်ရှိမျိုးသားတွေရဲ့အငုံစိတ်လို့ပြောရမလား။သူတို့ရဲ့အိမ်နောက်ဘက်အမျိုးသမီးတွေက ထပ်မြက်ပြီးငွေရှာနိုင်တဲ့အခါသူတို့ထပ်သားသွားမှစိုးရင်တဲ့စိတ်ကဒီအကြဖတ်မှုကိုဥတီသွားစေပါတယ်။မြင်တောင်ပြောရရင်အိမ်တော်တစ်ခုမှာအမျိုးသားကငွေကြေးပြဿနာကိုရင်ဆိုင်နေရပြီးအလုံးလက်မဲ့ဖြစ်နေပြီဆိုရင်စိတ်ဖိစီးမှုပြင်တင်ငယ်စိတ်ဝင်လာတာကလည်း domestic violence ကိုကျူးလွန်နိုင်ပါတယ်။ဒီ domestic violence ကိုဖြစ်ဖို့တိတာထင်ရှားစေတဲ့အချက်တစ်ခုကပတ်ဝန်းကျင်ကြောက်ပါ။ကလေးဘဝတုန်းကမိသားစုဝင်ကြားထဲမှာဒါမှမဟုတ်နေထိုင်ရာရပ်ကွက်တွေထဲမှာအကြမ်းဖက်မှုကိုမြင်တွေ့ခံစားရတဲ့သူတွေဟာ ကြီးလာတဲ့အခါဒီလိုလောက်ရက်တွေကိုကျူးလွန်တက်ကြတာမျိုးပါဆိုတော့အတုမြင့်တက်တင်လို့ပြောရပါမယ်ဒါအပြင်မိဘညီကိုမောင်နှမဥလေးအဖိုးတွေကလည်းကလေးတွေကိုလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေပြုလုပ်တက်ကြတာမို့ဒီလိုမျိုးမဖြစ်အောင်ကလေးတွေကိုအိမ်တွင်းအကြမ်းဖက်မှုတွေအကြောင်းတေစာအကျုပ်ကိတ်လုပ်တင်ပါတယ်ဒါကြောင့်မိဘတွေအနေနဲ့ကိုယ်တိုင်ကလည်းဒီလိုကိစ္စတွေမဖြစ်အောင်ရှောင်ရှားပြီးကိုယ်ကလေးကိုအကြမ်းဖက်မှုဆိုတာပါလဲ ဘလို့ပုံစံတွေရှိတယ်ဆိုတာရှင်းပြပေးပါဘလို့အကြံဖတ်မှုပဲဖြစ်ဖြစ်လက်ခံနိုင်စရာမဟုတ်ဘူးဆိုတာကိုလည်းသင်ကြားပေးပါတစ်ဖက်လူရဲ့ခံစားချက်တွေကိုလေးစားပြီးစကားနဲ့ဖြည့်ရှင်းတာကိုလည်းလမ်းညွှန်ပေးပါအကြံဖတ်မှုနဲ့ကြုံတွေ့ရရင်ဘသူတွေကိုအကူအညီတောင်းရမလဲဆိုတာပြောပြထားရမယ့်အပြင်ကိုယ့်ဘက်ကလည်းဘသူကိုမှမထိခိုက်အောင်ဘလို့ဆက်ဆံရမလဲဆိုတာကိုပညာပေးပါဒီနေရာမှာအကြံဖတ်ခံရသူတွေအကြောင်းကိုပြောရရင်အများအားဖြင့်မျိုးသမီးတွေနဲ့ကလေးတွေဟာ ်အင်းရင်းကြဖတ်မှုရဲ့အဓိကအသားကောင်တွေဖြစ်ပါတယ်။ဒါပေမဲ့မျိုးသားတွေတက်ကြွယ်ဦးတွေလည်းခံရနိုင်ပါတယ်။ကျူးလွန်သူတွေကတော့အိမ်နောက်ဘက်မိဘမောင်နှမတားသမီးတွေဖြစ်နိုင်ပါတယ်။အဓိကအနေနဲ့အိမ်အောင်ရှင်တွေမှာအဖြစ်များပြီးမျိုးသားတွေကကျူးလွန်သူတွေပါမျိုးသားတွေကြီးလာဆိုတော့မျိုးသမီးတွေလည်းအကျန်းဖတ်သူဖြစ်နိုင်ပါတယ်ဟုတ်ပါတယ်မျိုးသမီးတွေဟာအိမ်ရင်းကျဖတ်မှုမှာအများဆုံးခံရသူတွေဖြစ်ပေမဲ့ မျိုးသားတွေလည်းခံရနိုင်တယ်ဆိုတာကိုသိထားတင်ပါတယ်။ဥပမာပြောရရင် Johnny Depp နဲ့ Amber Heard ရဲ့ကိစ္စမှာ Johnny Depp ကအကြမ်းဖက်ခံရသူဖြစ်ခဲ့တာပါ။သူတို့နှစ်ယောက်ဟာ2014မှာဆက်ဆက်ခဲ့ပြီး2015ခုနှစ်ဖေဖော်ဝါရီလမှာလက်ထပ်ခဲ့ကြတာပါ။ဒါပေမဲ့သူတို့ရဲ့အိမ်နောက်သက်15လပဲကြာခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့2016ခုနှစ်မေလမှာ Emma Hart က Johnny Depp ကိုအိမ်တွင်းကြက်ဖက်မှုနဲ့ဆွဆွဲပြီး꽌ရှင်းမှုရှောက်ထားခဲ့တာကြောင့်ပါ။ Emma Hart က Johnny ဟာ သူ့ကိုရုပ်ပိုင်းဆိုင်ရာတိခိုက်အောင်လုပ်ခဲ့ရဆိုပြီးညနာပေါ်ကဒံယာဓာတ်ပုံတွေကိုတတ်သိအဖြစ်တင်ပြခဲ့ပါတယ်ဂျွန်နီကတော့ဒီဆွဆွဲချက်ကိုညှင်းဆိုခဲ့ပြီးအမ်မာဟတ်ကသာသူ့ကိုအကြမ်းဖက်ခဲ့တယ်လို့ပြန်ပြောခဲ့တာပါ 2016ခုနှစ်ဩဂုတ်လမှာကွာရှင်းဖို့ကိုနှစ်ဦးသားသဘောတူညီမှုရခဲ့ပြီးအမ်မာဟတ်ကဂျိုနီစီကနေဒေါ်လာ9တန်းရခဲ့ပါတယ်။တကယ်တမ်းသူတို့နှစ်ဦးတရားဝင်ကွာရှင်းတာကတော့2018ခုနှစ်ဇန်နဝါရီလမှာပါ။2022ခုနှစ်နောက်ပိုင်းမှာတော့အမန်တရားကဘူးပေါ်သူတို့ပေါ်လာခဲ့တယ်လို့ပြောရပါမယ်။အဖြစ်မှန်က MH ကဂျွန်နီတပ်ကိုဝိုင်းကွမ်းနဲ့ပစ်ပေါက်လိုက်တာကြောင့်ဂျွန်နီရဲ့လက်တန်းထိတ်ကလေးပြတ်သွားခဲ့ရကြောင်းပါ။ဒါအပြင်သူတို့ရဲ့အိမ်နောက်သက်15လအတွင်းမှာ MH ကစံတန်းရိုက်ပြတဲ့စကလုံးတွေနဲ့ ဂျွန်နီကိုအကြမ်းဖက်နေခဲ့တာပါဆိုတော့ဒီအိမ်နဲ့အကြမ်းဖက်မှုရဲ့အဓိကတရားခံကဘသူလဲဆိုတာလဲပြင်းမှာဆင့်သွားသလိုပေါ်လာတာပါဒါကြောင့်ပဲတရားရုံးကဂျွန်နီအနိုင်ရကြောင်ဆုံးဖြတ်ခဲ့ပါတယ်ဆိုတော့ဒါကအမျိုးသားတွေလည်းအကြမ်းဖက်မှုခံရနိုင်တယ်ဆိုတာကိုပြတဲ့တာတကတစ်ခုပဲဖြစ်ပါတယ်ဆက်ရရင်အိမ်တွင်းကြက်ဖက်ခံရသူအများစုကဘာလို့ဒီဒုက္ခတော်ရရနဲ့မယုံထွက်နိုင်ရတာလဲဆိုရင်အရှက်တရားနဲ့အကြောက်တရားကြောက်လို့ပြောရပါမယ်မြန်မာတွေရဲ့လူမှုအတိုင်းဝိုင်းမှာအိမ်နောင်ရေးဆိုတာကွဲဖို့မဟုတ်ဘူး ထိမ့်သိမ့်ဖို့ဆိုပြီးတတ်မှတ်ထားကြတာပါဒီတတ်မှတ်ချက်ကြောင့်အင်းရင်းကြက်ဘက်ခံရသူတွေကိုမိသားစုဝင်တွေကအပင်းနှစ်သိမ့်တာမျိုးမလုပ်ပဲရင်းနှစ်သူဝါကူထိုးတဲ့ပုံစံမျိုးနဲ့ဆက်ဆံကြပါတယ်ဒါကြောင့်ပဲ victims တွေဟာငါအင်းရင်းကြက်ဘက်ခံရတယ်လို့ပြောလိုက်ရင်လူတွေကငါ့ကိုအပြစ်တင်မယ်ငါကြောင့်မိသားစုပြတ်မယ်လို့တွေးပြီးမယုံထွက်ရကြတာပါအထူးသဖြင့်မြမာရဲ့ဒလိထုံးစံမှာမျိုးသမီးတွေဟာအိမ်နောက်ဘက်ကဘလောက်ပဲဆူဆူတီးခတ်ရမယ်ဆိုတဲ့အယူအဆရှိနေတာပါဒီအယူအဆကိုခေါင်းနဲ့ရိုက်သွင်းတင်ကြားထားတာမျိုးပါ ဒါက victims တွေကိုအကြမ်းဖက်မှုတွေမှာပိတ်မိနေစေတာပါမိသားစုတငယ်ချင်းဒါမှမဟုတ်ပတ်ဝန်းကျင်အလူတွေကိုဖွင့်ဟပြောပြတဲ့အခါမှာလဲဒါမင်းတို့အိမ်တွင်းကိစ္စလို့ပြောပြီးအကူအညီမပေးတာမျိုးတွေရှိတာမို့ခင်ရသူတွေကပုပွင့်လင်းလင်းမပြောရဲကြတာပါတဖက်မှာလည်းအိမ်နောက်ရှင်မျိုးသမီးတွေဖြစ်တဲ့အကြမ်းဖက်ခံရသူတွေမှာကလေးရှိနေတတ်ပြီးငါထွက်သွားရင်ကလေးတွေဘလို့နေမလဲဆိုတဲ့စိုးရိမ်စိတ်ကသူတို့ကိုမလွတ်မြောက်စေရလို့ဆိုရပါမယ်။အကြမ်းဖက်သူတွေကထွက်ပြေးရင်ပိုဆုံးအောင်လုပ်မယ်၊တတ်မယ် ဒါမှမဟုတ်ကလေးတွေကိုထိခိုက်အောင်လုပ်မယ်ဆိုပြီးချင်းချောက်တက်ကြတာမို့ယုံကြည်မှုပျောက်ဆုံးသွားကြရတာပါဒါအပြင်အကျန်းဖက်သူက victims ကိုတန်ဖိုးမရှိဘူးဘာမှမလုပ်နိုင်ဘူးလို့တက်ခါတက်ခါပြောတာကြောင့်အကျန်းဖက်ခံရသူဟာကိုကိုကိုအဖြစ်မရှိတဲ့လူတစ်ယောက်လို့ခံစားလာရပါတယ်ဒီစကားတွေကြောင့်ငါထွက်သွားလဲဘာမှမထူးဘူးဆိုတဲ့ခံစားချက်ဖြစ်လာတာပါနောက်တစ်မျိုးအနေနဲ့ကျူးလွန်သူတွေကအနာပေးလိုက်ဆေးပေးလိုက်လုတက်ကြတာမို့ခံရသူတွေဟာ သူပြောင်းလဲလာနိုင်သေးတယ်ဆိုတဲ့အတွေ့နဲ့မယုံထွက်နိုင်ကြတာလို့ဆိုရပါမယ်။အကျန်းဖတ်သူကဖီတင်စရာပစ္စတုံးခွင့်ကိုထိန်းချုပ်ထားတာဒါမှမဟုတ်အလုံးမလုံးခိုင်းတာမျိုးတွေရှိပါတယ်။မြန်မာနိုင်ငံမှာမျိုးသမီးအချို့ဟာအိမ်နောက်ဘက်ပေါ်မှာငွေကြေးအကူနေရတာကြောင့်ငါထွက်သွားရင်ဘယ်လိုနေမလဲဆိုပြီးစိုးရိမ်ကြပါတယ်။ပြောရရင်မြန်မာနိုင်ငံမှာအိမ်တွင်းကြဖတ်မှုတားဆီးရေးဥပဒေမရှိသေးတာကြောင့်ရဲကိုအကူအညီတောင်းရင်တော့အကာအကွယ်ရဖို့အမှန်တကယ်ခက်ခဲပါတယ်။ တခါတလေလင်မယားချင်းဖြစ်တဲ့အိမ်ဆောင်ရေးကိစ္စလို့ပြောပြီးအေးမြူတာတွေရှိတာကြောက်ပါ victims တွေဟာအကြမ်းဖက်သူစီကထွက်ပြေးဖို့ဘေးကင်းတဲ့နေရာဥပမာအမျိုးသမီးကာကွယ်စခန်းမရှိတာဒါမှမဟုတ်အဲ့ဒီနေရာတွေမတိတာကသူတို့ကိုအိမ်တွင်းကြမ်းဖက်မှုဆိုတဲ့ဝယ်ကရက်တဲကနေထွက်မရဖြစ်နေတာပါဆိုရရင်အကြမ်းဖက်မှုကိုနှစ်ပေါင်းများစွာခံလာရပြီးတဲ့နောက် victims တွေဟာဘလို့လလောက်လွတ်မှာမဟုတ်ဘူးဒါကငါဘဝပဲလို့ခံစားလာရပါတယ်ဒီလိုစိတ်သက်သာမှုကြောင့်ရုံထွက်ဖို့အတွက်စိတ်ခွန်အားမရှိကြတော့ပါဘူး ဒါကြောင့်ကျမတို့အနေနဲ့ပတ်ဝန်းကျင်မှာတွေ့မြင်ကြသိနေရတဲ့အိမ်တွင်းစက်ဖက်ခံရသူ victims တွေကိုလစ်လျူမရှုဘဲအားပေးနှိမ့်သိမ့်မှုတွေပေးပြီးလက်ကမ်းကူညီတင်ပါတယ်။ပြောရရင်ခံရသူ victims တွေဟာတမောကိုစီရှိပြီးတော့စစ်ကင်နှစ်သက်ခံရဖို့နဲ့ကောင်းကောင်းမွန်မွန်ဆက်ဆံခံရဖို့ထိုက်တန်ကြောင်းပြောပြတာမျိုးလိုအပ်ပါတယ်။နောက်ထပ်အနေနဲ့သူတို့ပြောတဲ့အတွေ့အကြုံတွေကိုအပြစ်မတင်တန်တရားမထားဘဲဂရုစိုက်နားထောင်ပေးပါ။သူတို့လွတ်မြောက်ဖို့လိုအပ်တဲ့အကူအညီတွေကိုပေးပါ။ မြန်မာနိုင်ငံမှာဆိုရင် Women's Organization Network WON လို့အဖွဲ့တွေနဲ့ချိတ်ဆက်ပေးနိုင်ပါတယ်။ဒါအပြင်အကြမ်းဖက်မှုကနေလွတ်မြောက်ပြီးဘဝအသစ်စတင်ခဲ့သူတွေရဲ့အောင်မြင်မှုတွေကိုပြောပြပေးပါ။ဒါမှသာခံရသူ victims တွေဟာငါလဲလုံနိုင်နေဆိုတဲ့စိတ်ခွန်အားတွေဖြစ်လာမှာပါ။တစ်ဖက်မှာလည်းအင်းရင်းကြမ်းဖက်မှုကျူးလွန်သူတွေကိုဘလို့မျိုးအပြစ်ပေးနိုင်လဲလို့မေးလာခဲ့ရင်ကျူးလွန်သူတွေခံရနိုင်တဲ့အကြမ်းဖက်မှုဆိုင်ရာပြစ်မှုနဲ့ပြစ်ဒဏ်တွေရှိပါတယ်။အင်းရင်းကြမ်းဖက်မှုဖြစ်တဲ့ရိုင်းနှက်တာ၊ချိန်ကြောက်တာ၊လိမ်မိုင်းဆိုင်ရာအကြမ်းဖက်တာတွေကို ကျူးလွန်ကြောင်းထင်ရှားရင် ထောင်တန်းလအနေငယ်ရနေနှိရှိထိခံရနိုင်တာမျိုးနဲ့ဒဏ်ငွေပေးဆောင်ရတာမျိုးပါမြန်မာနိုင်ငံမှာဆိုရင်အကြမ်းဖက်မှုနဲ့ပတ်သက်ပြီးရာဇသက်ကြီးပုံမှ323နဲ့ထောင်တန်းတစ်နှစ်ကြားခံရနိုင်ပါတယ်တည်စင်နိုင်တဲ့အထိအကြမ်းဖက်ခံရတယ်ဆိုရင်တော့ပုံမှ302နဲ့အနည်းဆုံးထောင်တန်း9နှစ်ကြားခံနိုင်ရပြီးတည်တံအထိပြစ်ဒဏ်ခံရနိုင်တာပါ အမေရိကန်မှာဆိုရင်1994ခုနှစ်မှာတည်ပြုခဲ့တဲ့ Violence Against Women at Power ဟာအိမ်တွင်းကြက်ဖက်မှုကိုတားဆီးဖို့ပြဋ္ဌာန်းထားတဲ့ဥပဒေပဲဖြစ်ပါတယ်။ဒီဥပဒေကကြက်ဖက်သူတွေကိုထောင်ဒဏ်နဲ့တသက်တကျုံးလိုပြစ်ဒဏ်တွေပေးပြီးခံရသူ victims တွေကိုဘေးကင်းရနေရာတွေစီပို့ဆောင်ပေးတာပါ။ဒါနဲ့ဒီအိမ်တွင်းကြက်ဖက်မှုဆိုတာကကိုယ့်ရဲ့အိမ်နောက်ဘက် ကိုမိသားစုတွေကနေပေးတဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်တာမို့မိသားစုတွေမှာဖြစ်တတ်တဲ့ပြဿနာရပ်တွေကြောင့်လေ့လာခြင်းနဲ့ဆိုရင် Family Therapy နယ်ပယ်ရဲ့ပညာရှင်နှစ်ဦးဖြစ်တဲ့ Augusta Wynnebia နဲ့ Carl Whittaker တို့ပူးတွဲရေးသားထားတဲ့ The Family Crucible နဲ့စာရေးဆရာ Robert Kolker တို့ရေးသားပြုစုထားတဲ့ Hidden Valley Road တို့လို့ အနှစ်ကျုပ်စာအုပ်တွေကနေလေ့လာနိုင်တဲ့အပြင်တခြားနိုင်ငံရေးစီးပွားရေးလူမှုရေးနဲ့ဆိုင်တဲ့နိုင်ငံတကာစာအုပ်တွေလည်း Shinnow application နဲ့မှအများကြီးရှိတာမို့လို့အခုပဲသွားဖတ်ဖို့အတွက်တိုက်တွန်းလိုက်ပါရှင်ဆိုတော့အပေါ်ကပြောခဲ့တဲ့အဖြစ်အပျက်တွေကိုလူတိုင်းလူတိုင်းမကြုံတွေ့ရဖို့ အိမ်တွင်းကြက်ဖက်မှုရဲ့အနေရကိုလူထုကိုသိစေဖို့အတွက် awareness event တွေပြုလုပ်တင်ပါတယ်အကြမ်းဖက်ခံရသူတွေအတွက်လိုအပ်ရင်အကူအညီတောင်းခံနိုင်ဖို့အရေးပေါ်ဖုန်းနံပါတ်နဲ့ဘေးကင်းလုံခြုံတဲ့နေရာတွေကိုလည်းဖန်တီးပေးတင်ပါတယ်ကျောင်းတွေမှာလည်းကလေးတွေကို domestic violence အကြောင်းသင်ကြားပေးပြီးအကြမ်းဖက်မှုကိုအမြင့်ပြအောင်ကောက်ွယ်တင်ပါတယ်အကြမ်းဖက်မှုကိုတားဆီးနိုင်ဖို့တင်ကြားတဲ့ဥပဒေတွေရှိတင်ပါတယ်အိမ်နီးချင်းမိသားစုဝင်တွေကဒီလိုအိမ်တွင်းအကြမ်းဖက်မှုကိုမြင်ရင်ဝေရောက်တားဆီးဖို့လည်းလှုံ့ဆော်တင်ပါတယ် အခုဆိုရင်အင်းရင်းချက်ဖမှုအကြောင်းကိုတားဆီးဖို့နဲ့ကာကွယ်ဖို့နီလန်းတွေကိုတိတော်ကြလောက်ပြီလို့ထင်ပါတယ်မိတ်ဆွေတို့အနေနဲ့ရောကိုရိုင်းကြုံတွေ့မှုတဲ့ဒါမှမဟုတ်မြင်မှုကြမှုတဲ့အင်းရင်းချက်ဖမှုတွေအကြောင်းနဲ့ဒီအင်းရင်းချက်ဖမှုတွေအပေါ်ဘလို့ထင်မြင်ယူဆချက်တွေရှိလဲဆိုတာအောက်ကကွန်မန့်မှာမျှဝေပေးသွားကြပါဦး ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀ဥတောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှာထောင်လို့ရလို့အခုပဲသွားဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။